ပေါ်ရီဂီသင်္ကန်းဆောင်ရော်နယ်ဒိုကကမ္ဘာဖလားပွဲပိတ်ပင်ခံရမှုအတွက်အယူခံဝင်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ရော်နယ်ဒိုကပြီးခဲ့တဲ့ပတ်အိုင်ယာလန်နဲ့ပွဲမှာအနီကပြသခံရပြီးတဲ့နောက်မှာတော့ပေါ်ရီဂီသင်္ကန်းကိုအယူခံဝင်မှုရှိနေတယ်လို့လည်းသိရပါတယ်။ရော်နယ်ဒိုအနေနဲ့ပွဲပဲခံရမယ်ဆိုပါကကမ္ဘာဖလားပွဲစဉ်အပွင့်ပွဲနှစ်ပွဲကိုလွဲချော်ဖို့ရှိနေပါတယ်။အဲ့လိုမဖြစ်အောင်ပေါ်တူဂီဘောလုံးဖွဲ့ချုပ်ကလည်း FIFA ထံ တိုင်ကြားစံအားပို့ရန်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ပေါ်တူဂီဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင်ကရော်နယ်ဒိုဘက်မှကာကွယ်ရန်တိုင်ကြားစာကိုလည်းပို့ဖို့ရှိနေပါတယ်။အဲ့ဒီတိုင်ကြားစာမှာအဓိကအပြည့်အချက်၃ချက်ပါရင်ပါတယ်။နံပါတ်၁ချက်အနေနဲ့ကတော့အိုင်ယာလန်ပြည်သက်တွေရဲ့ရန်လိုသောအပြုမှုနဲ့အိုင်ယာလန်နီးပြားကိုယ်တိုင်ကရော်နယ်ဒိုအပေါ်ဆွဆွဲပြောဆိုမှုတွေကြောင့်ဖြစ်ပါတယ်။ရော်နယ်ဒိုကရခိုင်နယ်တင်းတွဲဆောင်ရှင်ကဒိုင်းလူကြီးတွေကိုလွှမ်းမိုးချုပ်ကင်တာလို့ဆွဆွဲခဲ့ခြင်းဖြစ်ပါတယ် နံပါတ်2ချက်ကတော့ရော်နယ်ဒိုရဲ့ပြစ်ဒဏ်ပေါ်မကျူးလွန်မီအိုရှိကအရင်ရော်နယ်ဒိုရဲ့အင်ဂျီကိုဆွဲပြီးတော့ဒေါသဆောက်ခဲ့တယ်လို့ဆိုပါတယ်နံပါတ်3ချက်နေနဲ့ကတော့ရော်နယ်ဒိုအနေနဲ့နိုင်ငံတကာအဆင့်ပြန်ပွဲတွေမှာစီကံထိမ့်သိမ်းမှုမှတ်တမ်းအင်မတန်ကောင်းမွန်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှတ်တမ်းကောင်းကိုအခြေခံပြီးတော့လက်စီပြစ်ဒဏ်ကိုရှင်းချပေးဖို့တောင်းဆိုခြင်းဖြစ်ပါတယ် တော်တို့ပြိတ္တတဲ့အနေနဲ့လည်းရော်နယ်ဒိုအနေနဲ့သူရဲ့နောက်ဆုံးကမ္ဘာဖလားပွဲကြီးမှာအဆင်ပြေပြေနဲ့အောင်အောင်မြင်မြင်ကစားနိုင်ပါစေကြောင်းတောင်းဆုပြုရင်းနဲ့နှုတ်ခွန်းဆက်သက်လာရပါတယ်ပြိတ္တတဲ့အားလုံးလည်းကျမ်းမာချမ်းသာပြီးတော့လူဆန္ဒနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ